ဓမ္မလက်ဆောင်အနေနဲ့အမြဲတမ်းလက်ခံထားရမယ့်တရား၄ပါခေဆိုအခြေနေဇိုးရိပ်ထဲမှာခေဆိုအခြေနေဇိုးရိပ်ထဲကနေလွတ်မြောက်ပြီးတော့ချမ်းသာငြိမ်းအေးမွေးရတဲ့လက်ခံထားရမယ့်တရား၄ပါအဲ့ဒီတရားတွေကကိုယ်အလိုချင်ဆုံးတရားတွေပဲဖြစ်ပါတယ်ကိုယ်အလိုချင်ဆုံးတရားတွေကိုကိုရကျင်တယ်ဆိုရင်သူများကိုပေးရတယ်ဒီလိုဒီလိုဒီခုလိုရှိရတယ် ကိုကြိုက်တာကိုလို့ပါဆိုတာပေါ့ကိုကြိုက်တာကိုလို့ပါဆိုကိုကြိုက်တာလို့ကိုမကြိုက်တဲ့ဟာမျိုးမလုပ်နဲ့ကိုဉာဏ်နဲ့ပါဝန်းကျင်နဲ့ပတ်သက်တဲ့နေရာမှာလည်းပဲကိုမှမကြိုက်တာမလုပ်နဲ့သူတို့လည်းကြိုက်မှာမဟုတ်ဘူးပေါ့အဲကြောင့်ကိုကြိုက်တာကိုလို့ပါဆိုတဲ့အတိုင်းပဲအခုလည်းပဲကိုလုံတာကိုရမှာပဲကိုယ်လုံးတာကိုရဖို့ရတဲ့အငြင်းစားလက်ကင်ထားရမယ်တရား၄ပါးသူချမ်းသာတော့မဟုတ်ပါဘူး မေတ္တာတရားလေးပဲအဲ့ဒါတွေကသူစင်းတို့တွေတော်တော်များအရေးကြီးဆုံးတရားလေးပဲပါဠိလဲဆိုလို့ရှိရင်သောသောမေတ္တာဘုရားဗတ်ဒီမှာဆိုသွားတယ်ပထမဆုံးမေတ္တာဘုရားဗတ်ဒီကဘေးရန်ကင်းကြပါစေကဲစီကလေးပဲအဲ့ဒါစီတလုံးပေါ့အဲ့ဒီစီတလုံးအမြဲတောင်းနေလို့ရှိရင်ဘေးရန်ကင်းပြီးတော့ချမ်းသာပါပဲ ဒါကြောင့်ကိုရောက်တဲ့နေရာမှာဘေးရန်ကင်းပြီးတော့ချမ်းသာဖို့ဒီစေတလုံးအများအားသောင်းနေရာမှာဘေးရန်ကင်းကြပါလေဒီနေရာရှိနေကြတဲ့လူတွေဘေးရန်ကင်းကြပါလေဒီနေရာမှာနေထိုင်ကြတဲ့သူတွေဘေးရန်ကင်းကြပါလေဆိုပြီးတော့ရောက်ရင်လည်းပဲမေတ္တာပို့မရောက်သေးရင်လည်းပဲနှမ်းပြီးတော့မေတ္တာပို့ရအဲ့ဒီစေတလုံးကင်ထားလို့ရှိရင်ဘေးရန်ကင်းခြင်းဆိုတဲ့အကျိုးရပါပဲကဲဘေးရန်ကင်းခြင်းဆိုတဲ့အကျိုးလူတိုင်းမရကြမှာရကြလားကိုရကြတာကိုပေးပါဆိုတဲ့ကိုရကြတာသူများပေးရပါ အဲ့စိတ်စရနာအပြည့်ဝထဲပြီးတော့ဩငါလည်းဘေးရန်ကင်းနေတာပဲသူတို့လည်းဘေးရန်ကင်းနေကြမှာပဲဒါကြောင့်ဘေးရန်ကင်းကြပါစေဆိုတဲ့စိတ်ကလေးဆောင်းထားတယ်ပစ္စည်းဝတ္ထုတစ်ခုပေးတယ်လို့ဒီဘေးရန်ကင်းခြင်းဆိုတဲ့အကျိုးကြီးကိုသူလက်ငင်းရရှိသွားပါစေဆိုပြီးတော့ပေးရမယ်ကိုမျက်စိနဲ့မြင်နေတဲ့လူတွေကိုယ်နဲ့တွေ့ဆုံနေတဲ့လူတွေဒီအကျိုးတရားရရှိဖို့အောင်ငါ မမျက်စိနဲ့မြင်နေတဲ့လူတွေဘေးရန်ကင်းညာပါစေဆိုတဲ့စေကြီးကိုတခါလဲပစ္စည်းဝတ္ထုတစ်ခုပေးတယ်လို့ပါဆက်ထုတ်ပေးတယ်လို့အဲ့ဒါတခါလဲချစ်ချင်းမေတ္တာတရားလွန်လာတဲ့အကျိုးတရားအဲ့ဒါတွေအကုန်ပေါင်းစုပြီးတော့အကျိုးအကျိုးတရားကိုလွန်လာတဲ့စိတ်တွေနဲ့ပေါင်းစုပြီးတော့အဲ့ဒီစိတ်ဆွမ်းရင်တစ်ခုကိုပေးမယ်ဆိုလို့ရှိရင်ပေးခံရတဲ့သူရတာမရတာမသိကြဘူးလို့ကိုရမယ်ကိုပေးတာကိုရမယ်ဆိုတော့ပေါ့ အဲ့တော့ကိုရဖို့ရအတွက်ကိုပေးရမယ်တရားတော့ပထမဆုံးစေတလုံးမှတ်ထားအဲ့ဒါကင်ထားပြီးတော့စကားပြောရင်လည်းအဲ့ဒီစေထည့်ပြောစကားပြီးတော့မျက်စိနဲ့ကြည့်ရင်လည်းအဲ့ဒီစေထည့်ကြည့်ပေါ့မျက်စိနဲ့ကြည့်လိုက်တဲ့ဆိုရင်ကိုမျက်စိနဲ့မြင်တဲ့သူတွေအကုန်လုံးဘေးကနေကြည့်ကြပါသေးပေါ့နောက်စကားပြောတဲ့အခါမှာလည်းအဲ့စကားထဲမှာအဲ့ဒီဓာတ်တွေပါတော့ ငါနဲ့စကားပြောနေတဲ့လူတွေငါအတန်ကြားနေတဲ့လူတွေအကုန်လုံးဘေးရန်ကင်းကြပါစေဆိုတဲ့စေတလုံးထည့်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဘေးရန်ကင်းခြင်းဆိုတဲ့အကျိုးကိုလူရမှာလို့ကိုရမှာဖြစ်တယ်အဲ့ဒါလားဒါကြောင့်ကိုရဖို့ရတဲ့ကိုဟာကိုပေးရမယ်လေကိုရှိမှကိုရမှာ哦အဲ့တော့ကို့မှာလည်းပဲဒီစိတ်စေတနာလေးအပြည့်ရှိနေဖို့လိုတယ် အဲ့ဒီစိတ်ဆန္ဒအပြည့်နဲ့မောင်ပြဖြစ်စေမောင်မဲဖြစ်စေအားလုံးခွဲခြားပဲနဲ့တတ္တဝါတွေကိုမေးရကင်းကြပါစေဆိုတော့စိတ်တလုံးကိုဥပောင်ပေးမယ်ဆိုလို့ရှိရင်ဒီလူတွေကိုယ်နဲ့ဆက်ဆက်သွားပြီမြင်တဲ့ပုံကိုယ်တွေကမမြင်တဲ့ပုံကိုယ်တွေကအကုန်လုံးဆက်ဆက်သွားပြီဒါကြောင့်လူမရောက်ပေမဲ့မေတ္တာရအောင်ဩငါဒီနေရာဒီရက်ကိုရောက်မှာဒီရက်မှာရှိကြတဲ့လူတွေဘေးရကင်းကြပါစေဆိုပြီးတော့အရင်ဆုံးမေတ္တာလေးပို့လွှတ်ထားတယ် အဲဆက်ဆက်နေရတာပေါ့နော်ဆက်ဆက်နေရတာပေါ့အဲကြောင့်ဒီစစ်တလုံးကိုတော့အမြဲတမ်းဆောင်ထားကြပါဆောင်ထားကြပါကဏ္ဍဒုတိယစစ်တလုံးလည်းဆောင်ထားရမယ်စိတ်ဆင်းရဲခြင်းတွေကင်းရပါသေးတယ်ဒါလည်းကိုလိုချင်တာပဲလေကိုလိုချင်လို့သူများဝင်ပေးရတာပဲကိုလိုချင်တာကိုပေးတာကိုလိုချင်တာကိုပေးပါကိုပေးတာကိုရမယ်ကိုနဲ့ဆက်ဆက်တာကိုရမယ် အဲ့တော့ကိုပတ်ဝန်းကျင်မှာကိုကစိတ်ဆင်းရဲခြင်းတွေကင်းရပါသေးဆိုတာလေလက်စီကြည့်ရင်လည်းအဲ့ဒါထည့်ကြည့်စကားပြောရင်လည်းအဲ့ဒါထည့်ပြောနေတဲ့ခံတဲ့ခါမှာလည်းအဲ့ဒီတက်ကလေးနဲ့နေနေမယ်ဆိုလို့ရှိရင်စိတ်ဆင်းရဲခြင်းကင်းခြင်းဆိုတဲ့တန်းဟာကိုနဲ့ဆက်ဆက်အဲ့ဒီတန်းရဲ့တရားမှုတွေကိုရရှိမှာဖြစ်ပါတယ်မေတ္တာတရားရဲ့အကျိုးတရားအနေနဲ့ရမယ်ဒါကြောင့်အဲ့ဒါနေတဲ့နေရာသွားတဲ့နေရာလာတဲ့နေရာစိတ်ဆင်းရဲခြင်းတွေကင်းကြပါသည်ဆိုတဲ့ဒုတိယစီတလုံးဆောင်ထားပြီးတော့ ေကြ။နောက်တတ္တယစီကတော့ကိုယ်ဆင်းရဲခြင်းတွေကင်းကြပါစေ။ဝိသုဒ္ဓံတို့အနေဆိုဆင်းရဲဒုက္ခဆိုတွေအနေဆိုအထိုင်ဆိုတွေယောဂဆိုတွေပေါ့ဗျာအဲ့ဒါကိုယ်ဆင်းရဲခြင်းတွေပေါ့ဗျာ။အဲ့ဒီကိုယ်ဆင်းရဲခြင်းတွေကင်းကြပါစေဆိုပြီးတော့ကိုယ်မျက်စိနဲ့ကြည့်နေတဲ့လူတွေမျက်စိနဲ့အာယုံနဲ့ရောက်လာတဲ့လူတွေအကုန်လုံးကိုယ်ဆင်းရဲခြင်းတွေကင်းကြပါစေ။ နာအတွေးအောင်ထဲမှာရောက်လာတဲ့လူတွေအကုန်လုံးကိုဆင်းရဲခြင်းတွေကင်းကြပါသေးဆိုပြီးတော့အားပေးရအတရားထိုင်တဲ့အခါမှာလည်းတို့တို့ဒီစကားတွေပြောတရားထိုင်ပြီးဆိုလို့ချင်းမျက်စိမိတ်ပြီးတော့ထိုင်တယ်တချို့မျက်စိမိတ်ထိုင်တယ်ဆိုတော့တရားတွေရောက်ချင်မှာပါအတွေးတွေရောက်ပေါ်နေတယ်နော်တော်တော်များများလေအဲ့တော့အဲ့လိုအတွေးကိုတွေးတဲ့လူအဲ့လိုအတွေးတွေတွေးမနေနဲ့မတွေးနဲ့ဆိုလည်းတွေးတော့တွေးမှာပဲ တွေးလို့ပေါ်လာပြီဆိုရင်ပေါ်လာတဲ့လူကိုမေတ္တာပေးပြီးတော့ကိုယ့်နေရာကိုပြန်မှာကိုကဘာလုပ်တာလဲတရားအထုတ်နေတာအဲငါဝင်လေသိထွက်လေသိမှတ်တယ်ဆိုဝင်လေသိထွက်လေသိပြန်မှာအဲ့ဒါခါနဲ့သားအကြောင်းတွေးမိပြန်ပြီဆိုရင်အဲသားဘယ်ရန်ကင်းပါသေးဆိုရင်မေတ္တာလေးပေးပြီးတော့ကိုယ့်နေရာကိုပြန်နဲ့ကိုကဝင်လေသိထွက်လေသိမှတ်နေတာကိုသမီးကြောင့်တွေးမိပြန်ပြီဆိုရင်သမီးအားဘယ်ရန်ကင်းပါသေးဈေးဆရာကင်းပါသေး ကိုဆရာလေးကမှသည်ဆိုပြီးပေါ်လာတဲ့အာယုံတတ္တဝါပညာအာယုံတွေကိုဘာလို့မှလို့မေတ္တာလေးပေးပြီးတော့ကိုယ့်နေရာကိုပြန်ရမယ်။တရားအားထုတ်တဲ့လူတွေဟုတ်တယ်မလား။ဝန်လေးတိထွက်လေးတိမတ်တဲ့ဆွန်ဝန်လေးတိထွက်လေးတိပေါင်းသာပေးနာမတ်တဲ့ဆွန်ပေါင်းသာပေးနာမိမိတို့လက်ကင်ထားတဲ့တရားစီကိုပြန်ရမယ်။တရားအားထုတ်တဲ့လူတွေကမပြန်မဲနဲ့အဲ့ဒီအတွေ့မှမျောပြီးတော့သွားကြ။မေတ္တာလည်းမပေးဘူး။ဒီတော့ပေါ်လာခါတဲ့လူလည်းအလကားပဲ။ပေါ်လာတဲ့လူလည်းအလကား။ဒီတော့ ပေါ်လာတဲ့လူလဲမေတ္တာရအဲအပေါ်ခံရတဲ့လူလဲမေတ္တာပို့ရတဲ့အကျိုးရဖို့ဟုတ်တယ်မလားအာယုံနေတရားထိုင်နေပြတ်နေတယ်ဆိုတော့မှမေတ္တာအကျိုးတွေရမှုရအတွက်တရားထိုင်ရင်အတွေးတွေတွေးမိတယ်ဆိုလို့ရှိရင်မေတ္တာပို့ပြီးရင်ကိုယ့်ဉာဏ်ကိုပြန်ကိုကဝန်လေးတိတွက်လေးဒီမှတ်တယ်ဆိုမှအဲကိုအထုတ်နေတဲ့တရားပြန်ပေါ့ကဲပြောချင်တာကအတွေးထဲမှာပေါ်လာတဲ့လူဟုတ်တယ်မလားတတ္တဝါပညာဆွေးမျိုးသားချင်း အဲ့တော့ဇနီးမယားခင်မွေးရကြသားတွေသမီးတွေကြီးတွေမြစ်တွေမိတ်ဆွေတန်ငယ်ချင်းတွေကိုလက်ဆောင်မလေးပေးပေးပြီးတော့အဲ့ဒါခြောက်လိုက်ပါအတွေ့အယုံဒီကိုနေရာကိုပြန်ပါပေါ့အောင်ပေါ်လာတဲ့သားပေါ်လာတဲ့သမီးအာယုံတွေပေါ်လာတဲ့မိတ်ဆွေပေါ်လာတဲ့တန်ငယ်ချင်းပါကိုစင်းရချင်းတွေကင်းပါလေဆိုပြီးလက်ဆောင်လေးပေးလိုက်တော့အဲ့ဒါပေါ်လာတဲ့လူတွေအဆင်ပြေတယ်နော်အဲ့ကြောင့်အဲ့ဒီစေတလုံးလည်းအမြဲဆောင်ကားမယ်ဆိုတော့ အဲ့ဒါယောဂလေးကျင်းပြီးတော့ကျမ်းမာအသက်ရှင်ချမ်းသာလာနိုင်မယ်မေတ္တာရဲ့အကျိုးတရားတွေ။ Now တတိစဒုဒ္ဒစီကတော့ကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မိမိတို့ရဲ့စောင်းဝင်နေလူမျိုးရဲ့အိမ်သားရဲ့တာယေသမီးနောက်ဆုံးအိုရဲ့နာရဲ့သေရေးထီအောင်လွယ်ကူစွာ ဖြည့်ရှင်းနိုင်ကြပါလေ။စဒုဒ္ဒစီပေါ့ဘဝပြဿနာတွေကိုလွယ်ကူစွာဖြည့်ရှင်းနိုင်ပါလေ။တို့တို့အခက်အခဲတွေလွယ်ကူစွာဖြည့်ရှင်းနိုင်ကြပါလေ။ ခက်ခဲမရှိဘဝကိုရင်ဆိုင်နိုင်ကြပါစေခက်ခဲမရှိချမ်းသာစွာဘဝကရှင်သာနိုင်ကြပါစေဆိုပြီးတော့အဲ့ဒီစတုထစေလေးလည်းဆောင်းထားပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒီလူဟာတကယ်ကိုအေးချမ်းကြီးအေးချမ်းနေတဲ့လူပဲကုသိုလ်ရနေတဲ့လူပဲအဲ့ဒီစိတ်နဲ့နေနေတဲ့လူဟာမြင့်မြတ်တဲ့နေနည်းနဲ့နေနေတဲ့လူပဲဒါကြောင့်မြင့်မြတ်တဲ့နေနည်းနဲ့နေမယ်ဆိုရင်ဘယ်လိုနေရမှာလဲ အဆောင်မြင့်ပေါ်မှာတက်နေရမှာလားမဟုတ်ဘူးအခုပြောတဲ့စီလေးစီဆောင်တိုင်းရပါဘယ်ကောင်းစားလာနေဝေးရမှာလားမဟုတ်ဘူးဒီစီလေးစီဆိုတော့အဝတ်ကိုပဲဝတ်ထားရမှာအဲဒါကြောင့်ဒီစီလေးစီဟာမြန်မာစိတ်လို့ခေါ်တယ်မြန်မာစိတ်ဆိုတာပုံကိုရအောင်ကောက်မယ်ဆိုလို့ရှိရင်ဟိုအထက်မှာရှိတဲ့မြန်မာ20မှာရှိတဲ့မြန်မာတွေပေါ့အဲ့ဒီရဲ့စိတ် ဟုတ်မလားတရားကိုရောက်အောင်ကောက်မယ်ဆိုလို့ရှိရင်တော့ဒီစေလေးစေပွားနေတဲ့လူပန်းကအကုန်ပြမှာဒါကြောင့်ကိုယ့်ကိုယ်ကိုပြမှာဖြစ်နေအောင်ဆိုအဲ့ဒီစိတ်လေးစိတ်ထဲထားပြီးတော့နေနေရင်ဘာဖြစ်လဲဆိုတော့ဒီရန်ကင်းလိုက်မယ်စိတ်ဆင်းရဲခြင်းတွေကင်းလိုက်မယ်ကိုယ်ဆင်းရဲခြင်းတွေကင်းလိုက်မယ်ကိုယ်စိတ်နေပြန်ချမ်းသာပြီးတော့မိမိရဲ့စာဝတ်တွေလူမျိုးရဲ့အိမ်တော်ရဲ့တာရဲ့သမီးရဲ့ ဘဝပြတနာအရေးအိုရေးနာရေးသေရေးတွေကိုဖြည့်ရှင်းတဲ့နေရာမှာလွယ်ကူစွာဖြည့်ရှင်းနိုင်ကြနေပဲ။ဒါကြောင့်ကျွတ်တော့ခဏတော့အကုန်လုံးဟာဘဝပြတနာတွေနဲ့ရင်ဆိုင်နေကြရတဲ့လူတွေပဲ။အဲ့ဒီစေလေးစေထည့်ထားပြီးတော့ရင်ဆိုင်မယ်ဆိုလို့ရှိရင်တော့အရာရာဟာအင်းကြီးကိုရင်ဖြစ်ပြီးတော့ပြည်နေမှာပဲ။အမြဲတမ်းအဲ့ဒါတွေဆောင်ကားကြပါ။ဒီလောကတွေ့ကြုံနေတဲ့အခက်အခဲသာသမန်အခုတွေ့ကြုံနေတဲ့ပြတနာတွေတော့ပြောမနေနဲ့။ ဒီစေလေးစေဟာဘယ်တော့ထိအောင်ပြင်းပြောင်းနိုင်လဲဆိုလို့ရှိရင်ကဘာကြီးပြက်သွားရင်တော့ကဘာပြက်တဲ့နေရာဆိုတော့ကဘာကြီးပြက်လို့ရှိရင်ပထမပါရမလာဒီဖြတ်တယ်ပထမသာဗုဒ္ဓအောင်ပါသွားနေတယ်ဒုတိယရေဖြတ်တယ်အဲဒုတိယသာဗုဒ္ဓအောင်ပါသွားနေတယ်တတိယလေဖြတ်တယ်သတ္တရသာဒီအောင်ပါသွားနေတယ် အဲ့ဒီမေတ္တာတရားစောစောစေလေးစေလေးပါးကိုလက်ကင်ထား ပြီးတော့မေတ္တာဇန္တာရနိုင်ပြီဆိုတဲ့လူဟာပထမဇန်ကိုလည်းလွန်မြောက်ပြီးတော့အဲ့ဒါရှင်တန်နိုင်မဲ့ဒုတိယဇန်ကိုလည်းလွန်မြောက်နိုင်တဲ့တတိယဇန်ကိုလည်းလွန်မြောက်ပြီးတော့သရုတ်ဇန်ကိုရောက်နိုင်တယ်။ဒါကြောင့်အခက်အခဲဆုံးဖြစ်တဲ့ကဘာကြီးပြတ်တဲ့အခါမှာတော့ဒီစေလေးစေနဲ့ဖြည့်ရှင်းလို့ရှိရင်ကဘာတော့ပြတ်တာတော့ပြတ်ပါပဲ။ဒါကြောင့်ကိုယ်ကအပြတ်ထဲမပါဘူး။ ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်တော်တော်ကောင်းနေကဘာပြတ်တော့မယ်မကြောက်ဘူးမင်းတို့ဒီကဘာပြတ်ဈေးရနေပြတ်ပေးရနေလွတ်ချင်တယ်ဆိုလို့ရှိရင်ဒီစေလေးစေဆောင်းထားကြဆိုပြီးတော့တတ်တော်အတွေကိုအဲ့ဒါလောကကိုဆောင်းလျှောက်တဲ့နတ်တွေလဲပြောကြလဲပြောကြတာအဲ့ဒီတော့မှတတ်လူတွေကကြောက်ပြီးတော့တကယ်ပဲအဲ့ဒီစေလေးစေလေးဆောင်းရဆောင်းရတာအဲ့ဒီကဘာပြတ်ပေးရနေပြတ်သွားတယ်ဆောင်းရတဲ့ခါကျတော့အမြဲတမ်းအဲ့ဒီစေလေးစေနဲ့နေတဲ့ခါကျတော့ ဒါအမြဲတမ်းနေဇံရတယ်ခေါ်တာပါပဲဇံရတယ်ဒါမေတ္တာဇံရတယ်ခေါ်တယ်မေတ္တာဇံရလို့ရှိရင်နေနေတော့လည်းပြမဖြစ်နေတာပဲဘေးဆိုတာသူအနေဆိုဆင်းရဲဆိုဒုက္ခဆိုလုပ်မယ်ဘယ်လိုပြဿနာဘယ်လိုခက်ခဲဘယ်လိုအနေချားမှာနေနေအဲ့ဒီပုံစံတွေကတို့ရောက်နေမှာပဲသိလေးစင်နေနေလို့ရှိရင်ဒါကြောင့်ကျွတ်တော်တွေခက်ခဲတဲ့ပြဿနာတွေအစင်မပြေမှုတွေဒုက္ခဒုက္ခတွေရှုပ်ဝနေတဲ့လောကကြီးထဲမှာငြိမ်းအေးစွာရှင်သန်နိုင်ဖို့ဆိုလို့ရှိရင် ဒီစေလေးစီကိုဆောင်ထားရမယ်ဆောင်ထားရမယ်ဒါကဒီသာသနာတွင်းမှာပြောရတာတော့အာနာတာပေါ့နော်သာသနာတွင်းမှာသူ့ရဲ့မြင့်တဲ့တရားရှိတယ်အဲ့ဒါကတော့ဝိပဿနာတရားပဲဝိပဿနာတရားကိုဆောင်ထားရမယ်ခင်ကြီးတဲ့မှာဒီစေလေးစီဆောင်ဖို့ရပြောနေရတာတော့အာနာပြတ်ပေါ့နော်ဝိပဿနာဆိုတာသာသနာတွင်းမှာပဲပေါ်မြအားထုတ်လို့ရတာဟုတ် သာသနာပသွားလို့ရှိရင်ဝိပဿနာတွေအားထုတ်လို့မရတော့ဘူးသာသနာပမှာအမြင်ဆုံးတတဝါတွေဆောင်းနိုင်တာအဲ့ဒီစီလီစီလီဒါကြောင့်သာသနာပမှာဖြစ်ကြတဲ့သူတော်ကောင်းကြီးတွေရပိတ်တွေဇန်ရတဲ့အဘိညာဉ်ရတဲ့တဘိုးတွေရတယ်ဆိုတဲ့ပုံစံတွေအဲ့ဒီစီလီစီနဲ့နေပြီးရသွားကြတယ်သဒ္ဓဒန္တလေးအောင်ရတယ်ဘောနော်ဒါကြောင့်တဘိုးတွေအဘိညာဉ်တွေရပြီးတော့ဘေးဒီတန်လေးရနေအန္တရာယ်တွေရလဲကင်းပြီးတော့တည်တဲ့အခါမှာပြောင်းသွားကြတယ် ဆရုဒ္ဒရာမြမပြည်ကြောင်ရောက်သွားကြတယ်။ကဲကျွတ်တို့ကတော့လိုအပ်နေတဲ့လိုအပ်ချက်တစ်ခုအရမေဇုတံဆိုအနေဆိုဆင်းရဲဆိုဒုက္ခဆိုကင်းပြီးတော့ရေးဆိုတာရှင်းသာနိုင်ဖို့ရတဲ့ဒီစေလေးစေကိုဆောင်ထားကြပါလို့ဆိုပြီးလက်ဆောင်ပါတာ။တကယ်ကတော့သာသနာတော်မှာဆိုလို့ရှိရင်နောက်ထပ်ပွားများစရာဝိပဿနာတရားရှိပါတယ်အမြင့်ဆုံးပွားများမယ်တရားအဲ့ဒါအနေစဝိပဿနာဒုက္ခဝိပဿနာအနတ္တဝိပဿနာ အဲ့ဒီတရား၃ပါးကိုကြွားရပါဒါဗျာသာသနာအတွက်မလို့ kwa လို့ရတာသာသနာ क्वे သွားရင် kwa လို့ရတော့သာသနာ क्वे သွားပြီဆိုရင်ဘုရားဘုရားတွေလည်းမရှိတော့ဘူးတရားတွေလည်းမရှိတော့ဘူးတန်ခါတွေလည်းမရှိတော့ဘူးပေါ့သူတော်ကောင်းတရားကို क्वे သွားလို့တော့ပေါ့အဲအဲ့ဒါချမ်းသာလေး क्वे သွားလို့တော့ပေါ့အရှင်ရဲ့တွေနဲ့ပဲပြည့်တတ်နေလို့ကဲဒါကြောင့်မလို့သာသနာတွန်းမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေကသာသနာတွန်းနဲ့ရောက်ကျိုးနှတ်ချင်တယ်ဆိုရင်ဩငါတို့ရဲ့ခန္ဓာကိုယ်ကြီးကိုဘောပြုတ်ပြီးတော့ ငါတို့ခန္ဓာကိုယ်ကြီးအမြဲတမ်းပြုတင်ပြောင်းလဲဖောက်ပြန်ပြည့်စည်နေတဲ့အတွက်ကြောင့်အနေဆာမမြဲဘူးငါခန္ဓာကောင်းမှမဟုတ်ဘူးဉာဏ်တတ္တဝါရဲ့ခန္ဓာကိုယ်အဲဒီနေ့မှာရှိတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဒီမျိုးထဲမှာရှိကြတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဒီနိုင်ငံထဲမှာရှိကြတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဩဒီအာရှတကြီးထဲမှာရှိတဲ့ပုဂ္ဂိုလ်တော်ခန္ဓာကိုယ်ဩဒီတတ္တလောကကြီးတစ်ခုလုံးမှာရှိကြတဲ့ပုဂ္ဂိုလ်တတ္တဝါရဲ့အကုန်လုံးခန္ဓာကိုယ်ပါနေများ အနေစာဆိုပြီးတော့ကိုယ်ခန္ဓာကိုယ်ကြီးပေါ့ကအနေစာဆိုတော့ဝိယုံကြီးချုံပြီးတော့မြဲဘူးကအမြဲတမ်းပြုတ်တယ်ကြောင်းနဲ့ပေါက်ပြန်ပြစ်စင်းနေတဲ့ဟာလို့မှတ်ရတော့အနေစာဒုပတနာဝိပတနာပညာတော့ဖြစ်တယ်ကုသိုလ်လည်းရတယ်နော်ကုသိုလ်လည်းကုသိုလ်ပညာလည်းပညာပဲနောက်ဒုတိယတစ်ချက်ကတော့အော်ငါတို့ခန္ဓာကိုယ်ကြီးအမြဲတမ်းပြုတ်ပြင်ကြောင်းနဲ့ပေါက်ပြန်ပြစ်စင်းနေတဲ့အတွက် ဆင်းရဲဟာဆိုပြီးတော့ကိုယ်ခန္ဓာကိုယ်ကြီးကိုညီးနေရမှာမဟုတ်ဘူးကိုယ်ဟာနဲ့ကိုမှတ်ရတယ်မှတ်ရမှာတချို့ကညီးနေကြတာမညီးရဘူးဟုတ်တယ်မလားဟောငါခန္ဓာကိုယ်ကြီးအမြဲတမ်းပြုတ်ပြင်းပြောင်းလဲဖောက်ပြန်ပြည့်စည်နေလို့ဆင်းရဲတာဝိုးဒါဆင်းရဲတာကြီးကိုပါဠိလိုပြောတော့ဒုက္ခ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 ငါခန္ဓာကိုယ်မှာမဟုတ်ဘူးဒီနေ့မှဖြစ်တဲ့တတ္တဝါတွေခန္ဓာကိုယ်ဒီမျိုးနဲ့ဒီနိုင်ငံနဲ့ဒီကမ္ဘာရောတတ္တလောကကြီးတစ်ခုလုံးမှာရှိရတဲ့ပုံစံတွေအကုန်လုံးခန္ဓာကိုယ်ရရင်ပါရတော့ရှင်ရရကြတာပဲ ဒီဆင်းရဲတော့ခန္ဓာမရမှဆင်းရဲရနိုင်မယ်ဒါကြောင့်ဒီခန္ဓာကြီးရသည်မြအဲ့ဒါတတ္တဝါတူတူငါငါဖြူဖြူမဲမဲပုဂ္ဂိုလ်ကတိုးတိုးရှေးရှေးနင်းနေဝဲနေအကုန်လုံးဟာဆင်းရဲကြတာပဲဆိုတာမှတ်ရမှာပေါ့ကိုယ်တယောက်တည်းမဟုတ်ဘူးယောဂလေးခန္ဓာနေရာလေးကိုယ်တယောက်တည်းမဟုတ်ဘူးဟုတ်တယ်မလားအကောလုံးခံစားကြရတာအဲ့ဒါပါလို့ဆိုတော့ဆင်းရဲတဲ့သဘောတရားကြီးပဲအခုခန္ဓာကိုယ်ယူပုံမှာဉာဏ်နဲ့ရှင်းပြီးတော့ကြည့်ရမယ် နော်ဩငါတို့ခန္ဓာကိုယ်ကြီးအများအားဖြင့်ပြင်းပြောင်းလဲဖောက်ပြန်ပြည့်စည်နေလို့အဲ့ဒါဆင်းရဲတဲ့သဘောတရားကြီးဟာတစ်ခါတည်းသူ့ဟာနဲ့သူဖြစ်နေတာပဲဘယ်သူကမှတားလို့မရပိတ်လို့မရစီးလို့မရဟန်တားလို့မရအနိုင်ယူလို့မရဖြစ်ချင်းကြဖြစ်သွားပြည့်ချင်းကြပြည့်သွားတာပဲဒါအနတ္တလို့ခေါ်တယ် ဟောငါခန္ဓာငါခန္ဓာကိုယ်ရဲ့အနတ္တဒီနေ့မှာရှိတဲ့သတ္တဝါတွေရဲ့ခန္ဓာကိုယ်အကုန်လုံးအနတ္တဒီမျိုးတွေမှာရှိတဲ့ပုဂ္ဂိုလ်သတ္တဝါခန္ဓာကိုယ်အနတ္တအကုန်လုံးသက်ရှိသတ္တဝါတွေအကုန်လုံးဟာသူ့အလူဖြစ်ချိန်ကြဖြစ်ပြက်ချိန်ကြပြက်သွားဖြစ်ချင်းပြက်ချင်းကိုကြော်လွန်တဲ့လူတစ်စုံတစ်ယောက်မှမရှိဘူးအသက်1000နေရပါတယ်2000ပါတယ်သောတော်နေရပါလေဆိုပြီးတခါတခါသောလာလာတည်နေကြရှောက်ပြီးတော့လိမ်ညာညာကြတာပဲဘယ်သူမှဖြစ်ချင်းပြချင်းမကြောလွန်နိုင်ဘူး ကဲအဲ့ဒါကိုမှတ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါဝိပဿနာပညာကုသိုလ်နဲ့ပြောရင်ဝိပဿနာကုသိုလ်အဲ့ဒါကာမဝဆရာကုသိုလ်တွေထဲမှာအမြင့်ဆုံးကုသိုလ်ပဲအမြင့်ဆုံးကုသိုလ်ပဲဒါကြောင့်ကိုယ်ခန္ဓာကိုယ်ကိုဉာဏ်နဲ့ရှင်းရှင်းပြီးတော့အမြဲတမ်းပြည့်ပြင်းပေါင်းလဲဟောက်ပြန်ပြည့်စည်နေတဲ့ခန္ဓာကိုယ်ကြီးဟာမမြဲဘူးဟာအဲမမြဲတဲ့အတွက်ကြောင့်ဆင်းရဲတဲ့ဟာအဲ့ဒီဆင်းရဲခြင်းတရားကြီးဟာသူ့အတူဖြစ်ပြဲပြီးတော့ဖြစ်ခြင်းကြဖြစ်ခြင်းပြည့်ခြင်းကြပြည့်သွားတာဘလုံးမတစ်စုံတရားဟန္တာအနိုင်ပိတ်ဆို့ နောက်ကျလို့မရဘူးဆိုပြီးတော့သဘာဝဓမ္မတွေကိုဆင်ញင်နိုင်တယ်ဆိုလို့ရှိရင်ဒါဝိပဿနာပညာဖြစ်တယ်ဒါအမြဲဆုံးပို့လို့ကဲလောကကြီးထဲမှာလိုအပ်ချက်အနေနဲ့လက်ကင်ထားရမှာတော့စီလေးပါပဲနော်ဒေယံကင်းကြပါစေဒီခါလက်ကင်နဲ့ထားပြီးတော့စိုးတာနေကြပြီးတော့အဲစိတ်ထဲမှာဒါအဲ့ပွားတာနေကြပြီတော့ပွားလေးလေးပွားတယ်ပွားတယ်ဆိုတော့တစ်ခေါက်တည်းဆိုဆိုတာဟုတ်နှစ်ခေါက်ဆိုရင်ဒါပွားလာပြီသုံးခေါက်ဆိုပွားလာပြီပေါ့ ပွားတယ်ဆိုတာမေတ္တာပွားတယ်ပွားတယ်ဆိုတာချိန်ပန်များစွာဆိုနေရတာမလို့ပွားတယ်လို့ခေါ်တော့ချိန်ပန်များစွာလုပ်နေရတာမလို့ပွားတယ်ဘာဝနာပွားများအထုတ်တယ်ဆိုတာပွားပွားတယ်ဆိုတာအဲဒါပွားတာနေကြပြီလို့စစ်ထဲကအများရလက်ကင်ထားပြီအဲ့ဒီတရားနဲ့နေမယ်ဆိုလို့ရှိရင်မိမိနဲ့ပေးရင်ကင်းပဝန်ကျင်းနဲ့ပေးရင်ကင်းမိမိနဲ့စိတ်ဆင်းရဲကင်းပဝန်ကျင်းနဲ့စိတ်ဆင်းရဲခြင်းနဲ့ကင်းမိမိနဲ့ကိုယ်ဆင်းရဲခြင်းနဲ့ကင်းပြီးတော့ပဝန်ကျင်းနဲ့ကိုယ်ဆင်းရဲခြင်းနဲ့ကင်းပါပဲ မိမိနဲ့မိမိရဲ့ဘဝပြဿနာတွေကိုလွယ်ကူစွာဖြေရှင်းနိုင်ပြီးတော့မိမိနဲ့ဆက်ဆက်တဲ့လူတွေနဲ့ပဲဘဝပြဿနာတွေကိုဖြေရှင်းနိုင်ကြပါပဲအပိအစီလားဆိုတော့အနတ္တအနေစာဒုက္ခအနတ္တဆိုတဲ့လက္ခဏာ၃ချက်ပဲဒီမှာမကြောသူနေနဲ့သူပေါ့အဲကြောင့်အနေစာဒုက္ခအနတ္တလည်းရှုမှတ်ပြီးတော့နေကြမယ်ဆိုရင်အမြတ်ဆုံးကုသိုလ်တွေရပြီးတော့အချမ်းသာရင်ချမ်းသာပါလိမ့်မယ်ကဲဒါကြောင့်ဒီနေရာမှာ ဆရာတော်တန်ဃာတော်ရှင်မြတ်တွေကိုပင်ပယ်ပြီးတော့ပရိတရားလေးနာကြတယ်ဆွမ်းဝါဆိုသင်္ကန်းတဲ့တော်လူတန်းမှုရတယ်ဆက်ကလူတန်းရတယ်မေတ္တာဘာဝနာလေးပွားများကြတယ်ဆရာတော်တန်ဃာတော်ရှင်မြတ်တွေပေးတဲ့ဩဝါဒတရားလက်ကင်ထားပြီးတော့စိတ်လေးစင်နဲ့တင်ကြမယ်ဆိုလို့ရှိရင်ဒီတဲ့မကားတဲ့ဘေးရန်ကင်းမှုဒီတဲ့မကားတဲ့ဆေးရှင်ရဲ့ကင်းမှုဒီတဲ့မကားတဲ့ကိုရှင်ရဲ့ကင်းမှုချမ်းသာမှုတွေနဲ့ပြည့်စုံကြမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကနေစပြီးတော့ဘေးရန်နေကင်းတဲ့ကင်းဆေးရှင်ရဲ့ခြင်းတွေ ကင်းတဲ့ကင်းကိုဆင်းရဲခြင်းနဲ့ကင်းတဲ့ကင်း၍ကျမ်းမာတဲ့ကျမ်းမာအသက်ရှိတဲ့ရှိကြပြီးနဲ့ချမ်းချမ်းသာသာနေထိုင်နိုင်ကြ၍ချမ်းသာစေချမ်းသာမောင်းမြတ်နိုင်ပါကိုလေမြန်စွာမြတ်ဖို့ပြည့်ဝနိုင်ကြပါစေကုန်တည်း